အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ခွန်အားကြီးမားတဲ့ရှန်ဆုံလို့ခေါ်တဲ့လူတယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်မလေးဣသရီလာရေဟာဖျားသခင်ရှိမှဒုစရိုက်ကိုထက်ပြကြပါတယ် ဒါနဲ့ဘုရားသခင်ကသူတို့နိုင်ငံကိုဖီဒလီလူတွေလက်ထက်အနည်း40အပ်လိုက်ပါတယ်။ဒါပေမဲ့ဘုရားသခင်ကိုချစ်တဲ့ဣသရေလတွေလည်းရှိပါသေးတယ်။အဲဒီထဲကတယောက်ကတော့မာနော်ဖြစ်ပါတယ်။မာနော်ရဲ့မိန်းမကမြုံနေတဲ့အတွက်ကြောင့်ကလေးမရှိကြပါဘူး။ဒါပေမဲ့တနေ့ကျတော့ဘုရားသခင်ကမာနော်ရဲ့မိန်းမစီကိုကောင်းကင်တမန်တပါဆေးလွတ်လိုက်ပါတယ်။ကောင်းကင်တမန်ကသူ့ကိုသားမွေးမယ်။သူကဖီလစ်တီပြည်လက်ထက်ကနေဣသရေလတွေကိုကယ်တင်နိုင်မယ်။သူကနာဇရီလူဖြစ်နိုင်မယ်လို့ပြောပါတယ်။အဲဒါကြောင့်မို့လို့ဇပိယအယက်တီစာနဲ့မစင်ကျဲတဲ့အသားတွေမစားဘူးလေမှားခဲ့ပါတယ်။ နောက်ပြီးမွေးရနေ့ကနေစပြီးတော့သပင်မရိတ်ဖို့လည်းမှားခဲ့ပါတယ်။မာနော်ရဲ့တာလီမွေးလာတဲ့အခါသူ့ကိုရှန်ဆောင်လို့နာမည်ပေးခဲ့ပါတယ်။ရှန်ဆောင်ကြီးလာတော့တီမနဲ့မြို့ကိုသွားပါတယ်။အဲဒီချိန်မှာဖလစ်တီမြို့သူတယောက်ကိုတွေ့သွားပါတယ်။ဒါနဲ့အင်ကိုပြန်ပြီးသူမိဘတွေစီမှာမိန်းမလိုက်တောင်းပြီးပို့ပြောပါတော့တယ်။အေးပြားလီချင်းကိုမခံနဲ့ဖလစ်တီလူမျိုးတွေကိုယူခဲ့သူမာရိုအမျိုးတွေမှာရှိဘူးလို့လားဆိုပြီးတော့မှသူ့ရဲ့မိဘတွေကရှန်ဆောင်ကိုပြန်မေးလိုက်ပါတယ်။ဒါပေမဲ့ရှန်ဆောင်ကအသေးအတန်ဖြစ်နေလို့သူ့ဖခင်စီမှာထပ်ပြီးပူဇော်ပါတယ်။ ဒါဟာဖျားသခင်ကရှမ်းစုံကိုဖိလိတိလူတွေနဲ့ပတ်သက်ဖို့ဖြစ်လာစေတယ်ဆိုတာကိုမိမာတွေကမသိကြပါဘူးဒီလိုနဲ့ရှမ်းစုံကသူ့မိဘတွေနဲ့တူတိမနဲ့မြို့ကိုသွားကြပါတယ်တိမနဲ့မြို့ကစီပြည်ဥယင်ကိုရောက်တဲ့အခါချင်းသေးတကောင်ကရှမ်းစုံကိုဟောက်ပါတယ်ရှမ်းစုံကဘာလက်နဲ့မှမပါဘူးနဲ့ဖျားသခင်ရဲ့ဝိညာဉ်တော်ကသူ့ပေါ်မှာတက်ရောက်တဲ့အခါချင်းသေးကိုဆွဲဖြတ်ပြစ်လိုက်ပါတယ်ဒါပေမဲ့ဒီကိစ္စကိုသူ့မိဘတွေကပြန်မပြောပါဘူးဒီမနက်မြို့ကိုရောက်ပြီးသူသဘောကျတဲ့မိန်းကလေးနဲ့တွေ့ရတော့ရှမ်းစုံပြောနေပါလေဒီလိုနဲ့ရှမ်းစုံတို့ပြန်သွားတဲ့အခါအရင်ကသူတက်ခဲ့ရဲ့ချင်းတိကို ဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရောက်လေရောက်ရောရှင်တိရဲ့ကိုရဲမှာပြားအောင်နဲ့ပြားရည်တွေကိုတွေ့လို့နှိုက်စားလိုက်ပါတယ်။နောက်ပြီးပြားရည်ကိုလည်းယူသွားပြီးသူ့မိဘတွေကိုကျွေးလိုက်ပါသေးတယ်။ဒါပေမဲ့ဘယ်ကနေရခဲ့တယ်ဆိုတာကိုတော့မပြောပြခဲ့ပါဘူး။ဒီလိုနဲ့ရန်ဆောင်ကသူ့အဖေနဲ့အတူအမျိုးသမီးရှိရာအရက်ကိုပြန်လာပြီးလူပြိုထုံးစံတိုင်းပွဲလုပ်ကြပါတယ်။အဲ့ဒီအရက်ဒေတာကအပေါင်းဖို့30ကိုခေါ်ပြီးဇကဝတ်ပြိုင်ချဖို့ပြောပါတယ်။ပွဲခံရ9ရက်အတွင်းမှာ အဖြေကိုပေးရမှာပါရှုံးတဲ့သူကခြုံတဲ့30အင်ဂျီ30ကိုပေးရမှာပါသူတို့လည်းသဘောတူလိုက်ပြီးရှန်ဆောင်ကစမေးခဲ့ပါတယ်သူမေးတဲ့စကားဝက်ကစားတတ်တော့သူဤအထက်ကအစာတန်ဆွမ်းတော့သူဤအထက်ကအချိုထွက်လီစဆိုပြီးတော့သူတွေ့ခဲ့တဲ့ချင်းသေးတွေကပြားရီအကြောင်းကိုမေးလိုက်တာပါလေးရမြောက်တဲ့နေ့လေးရောက်ရောသူတို့အဖြေမသိတော့ရှန်ဆောင်ရဲ့ကောင်မလေးကိုချင်းချောက်ကြပါတယ် ရှန်စွန်ကိုချော့ပြီးအဖေကိုမေးခိုင်းကြပါတယ်။တကယ်လို့မမေးဘူးဆိုလို့ရှိရင်သူနဲ့သူ့ရဲ့ဆွေမျိုးတွေအကုန်လုံးကိုမိရှုပ်ပြစ်မယ်ဆိုပြီးချင်းချောက်ကြပါတယ်။ဒါနဲ့ကောင်းမလေးကရှန်စွန်စီကိုတွားပြီးတော့ရှန်စွန်ကသူ့ကိုတကယ်မချစ်လို့အဖေလေးကိုတော့မှမပြောပြဘူးဆိုပြီးတော့ငိုပြပါတယ်။ဒါနဲ့ရှန်စွန်ကလည်းငါမိဘတွေကိုတော့မပြောပြတာ။မင်းကိုပြောပြစရာပါဆိုပြီးပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့ခုနှစ်ရက်နေရောက်တဲ့အချိန်ထိကောင်းမလေးကငိုယူပြီးအတင်းပူစားတာနဲ့ရှန်စွန်နဲ့အဖေကိုပြောပြလိုက်ရပါတယ်။ ဒါနဲ့မြို့သားတွေနဲ့ချိုးမြင်နာပြားရည်ဖြစ်ကြောင်းတမ်မာရာကရှင်သစ်ဖြစ်ကြောင်းအဖြေပေးလိုက်ကြောင်းမြို့နဲ့ရှမ်းစုံနဲ့မင်းတို့ကငါ့နော်မပြူနဲ့မထုံလို့ရှိရင်မင်းတို့အဖြေကိုမတိပါဘူးကွာဆိုရွေးပြောလိုက်ပါတယ်ဒီလိုနဲ့ရှမ်းစုံလဲအာရှကေလိုမြို့ကိုသွားပြီးအဲ့ဒီမြို့ကမြို့သား30ကိုတတ်ပြီးသူတို့ရဲ့အုပ်ဆာရည်ကိုလူယူတာဂတိအတိုင်းဖြစ်နေတယ်ဒီလိုမျိုးဆိုပြီးတော့ဘာလို့လဲဆိုတော့ရှမ်းစုံနဲ့ဖိလစ်ပိုင် ်ခဲ့ကြရလဲဆိုတော့ကိုနောက်ဗီဒီယိုမှာပြန်လည်တင်ဆက်ပေးပါမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ